Oh my god. Hello, Alamo, welcome back. စုမတ်ပန်းကစုပါအခုတလော TikTok မှာရော Instagram မှာပါအရင် viral ဖြစ်နေရဲ House of Benedict ဆိုရဲပတရားမှာရှိရဲကဖေးဆိုင်လေးကိုသွားလေကြပါမယ်။ဒီဆိုင်လေးက ပတ္တိယကမ်းခြေကနေသွားမယ်ဆိုရင်တော့မိနစ်30လောက်ကားစီးသွားရတယ်ပေါ့နော်ကားကတော့စုက boat application ကိုသုံးပြီးတော့ပဲဆို economy နဲ့သွားခဲ့ရပါပေါ့နော်ဆိုတော့စုပတ္တိယကမ်းခြေကနေအဲ့ဒီကိုသွားတာပတ္တိယလောက်ပဲကြာပါတယ် အဲ့တော့အတီယိုဝင်မယ်ဆိုရင်အရင်ဆုံးတစ်ကက်ကောင်တာမှာတစ်ကက်ဝယ်ရပါတယ်တစ်ကက်ကတော့ foreigner ဆိုရင်ဘတ်နေရပေးရတယ်ပေါ့နော်နည်းနည်းလေးရောဈေးကြီးရလို့မြင်မိရယ်ဘာလို့လဲဆိုတော့အဲ့ဒီတစ်ကက်ကလုံးဝ entrance only ပဲအထက်မှာဘာမှစားစရာတောက်စရာတခြားဘာမှပြန်ပြီးရောမရပါဘူးဒီအပြင်မှာပေါ့နော်အထက်ထဲမှာတော့ဓာတ်ပုံရိုက်လို့ရတဲ့နေရာလေးတွေအများကြီးရှိပြီးတော့ကိုကဓာတ်ပုံရိုက်ရတာအရန်ဝါသနာပါတယ်ဆိုရင်တော့ဒီဟာကဘယ်နေရာနဲ့တက်ပါလဲစုတွက်ကတော့မတက်ပါဘူး ်ဒီနေရာလေးကတော့ဒီ Instagram မှာလည်းအရင် viral ဖြစ်နေတဲ့နေရာလေးပေါ့နော်ထောက်ဆက်ပနစ်တစ်ကိုရောက်ပြီဆိုရင်ဒီ photo spot လေးမှာထပ်ပုံရိုက်ကိုရိုက်ရပါမယ် ဒီအောင်မှာသူကအာဒီလိုမျိုးပေါ့နော်ကမာပန်းရောင်ရီထားတဲ့အမွှေးဘွားအခန်းလေးရှိပါတယ်ပြီးတော့သူကအခန်းကြီးတခန်းတခန်းတခန်းအဲ့လိုဖွဲ့ထားတယ်ပေါ့နော်အဲ့အခန်းတခန်းချင်းစီတိုင်းမှာသူက decoration theme ကလုံးဝမတူပါဘူးမသိရင်လုံးဝအီတလီရောက်သွားတယ်လို့မျိုး vintage ဆန်တဲ့ feeling မျိုးရတယ်ပေါ့နော်နေရာလေးဆိုရင်ဓာတ်ပုံလှုပ်ပြီးတော့ရိုက်ရပါတယ်လူရှင်းတဲ့အချိန်ကိုတော်တော်လေးရွေးပြီးတော့ရိုက်ရတယ်ပေါ့နော်ဒီနားလေးဆိုရင်လည်းသူကချိန်နဲ့လှုပ်ထားတာ လုံးဝမသိ art gallery ရောက်သွားတယ်လို့ပဲရမ်းလာတယ်ပေါ့။ဒါပေမဲ့ house of benedict ကိုသွားမယ်ဆိုရင်စုကဂျာရက်ပေါ့နော်ပိရက်မှုတ်တဲ့ဂျာရက်လေးတွေကိုသွားဖို့အကြံပေးချင်ပါတယ်။ဘာလို့လဲဆိုတော့ဒီခီးသွားဧည့်သည်တွေရမ်းလာတာဖြစ်တဲ့အတွက်ကိုကဓာတ်ပုံရိုက်မယ်ဆိုရင်လူအရန်ရှုံနေတော့ဓာတ်ပုံလှလာလေးတိတ်မရအောင်ပေါ့နော်။အဲ့တော့ဟိုပိရက်ကိုမလာဘဲနဲ့ဂျာရက်လေးတွေလာရင်ပို့အဆင်ပြေပါတယ်။စုကတော့ဓာတ်ပုံတွေရိုက်ခဲ့တဲ့အချိန်မှာဗီဒီယိုမှတ်တမ်းတင်မှုမိခဲ့ပါတယ်။အဲ့တော့နောက်ဆုံးမှာစုအခန်းလေးတွေရဲ့အာဓာတ်ပုံလေးတွေလည်းစု ုထည့်ထားပေးပါတယ်ဒီအခန်းလေးဆိုရင်လည်းလုံးဝရုပ်ရှင်နဲ့ရောက်သွားသလိုပဲပေါ့နော်ရုပ်ရှင်ကားတွေထဲမှာအဲ့လိုမျိုးအဆောင်နေတဲ့အခါအာနှစ်ထပ်ကရင်လေးတွေနဲ့ပုံစံမျိုးလေးကိုမှဘေးကြားထဲမှာပေါ့အပင်လေးတွေထည့်ထားပေါ့နော်ရမ်းမိုက်တယ်ဓပုံရိုက်တဲ့သူတွေဓပုံရိုက်တက်တဲ့ကောင်းမလေးဆိုရင်ပုံနှက်လာလေးအများကြီးရနိုင်တဲ့နေရာလေးပေါ့နော်အဲ့တော့ပတရားရောက်ရင်ဒီနေရာလေးကိုလည်းကိုကဓပုံရိုက်ရတာကြိုက်တယ်ဆိုရင်တော့လေတင်ပါတယ်နော် စုဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်မှတပုံလေးတွေလည်းကြည့်သွားပေးအောင်เนาะအားလုံးပဲတတဆုလဲပြန်มาတော့မယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်เนาะပုံလေးကြည့်သွားပြီးပါအောင်